ာကျွန်တော်ဒီနေ့နိုဘာလာ7ရက်နေ့အင်ကာနေညဖြစ်လာနိုင်တဲ့ကမ္ဘာရွှေစည်းကွက်နေတာဒီဘလိုလေးမှာကျွန်တော်ပေါ့ပါပါလိုရင်းတို့ရှင်ကျွန်တော်ကျွန်တော်တုံးသက်ပြောကြပြတာဖြစ်ပါတယ်ကျွန်တော်အာကမ္ဘာရွှေစည်းတုံးသက်ချက်ဗီဒီယိုရိုက်တော့ရိုက်နေပြပြဿနာ live မကောင်းလို့တင်လို့မရဘူး YouTube ရော Facebook ရောเนาะအဲ့မှာတက်တော်ပြီးပါတယ်တင်လို့မရဘူးအခုဗီဒီယိုလေးကတော့နည်းနည်း line နည်းနည်းကောင်းနေလို့တင်လို့ရလာဆိုပြီးရိုက်တာပေါ့เนาะကမ္ဘာရွှေစည်းကတော့မနေ့ကတော့တက်တက်လာခဲ့တယ်ပေါ့เนาะမနေ့ကတနေ့လာအသက်တော်တော်ကောင်းခဲ့တယ်ကျွန်တော်မထင်မှန်းထားလောက်တော့အကောင်းတော့ဒီမှာဆိုရင်ကျွန်တော်တို့က ဲဘူးဖူဗော်ဒီလို့ပြောတယ်ပေါ့နော်ဈေးအသက်သုံးခက်ကြီးကြီးဒရုန်းနဲ့ပြီးခဲ့တယ်ဒါကြီးမှကျွန်တော်တနင်္လာနေ့ဈေးတက်ကတခါကလေးတော့မယုံရအောင်ပြတနင်္လာနေ့က correction day ဖြစ်တာဖြစ်တာဟာတနင်္လာနေ့မှာဈေးတက်ပြီဆိုပြီးကျွန်တော်အင်္ဂါဗုဒ္ဓဝူးတွေမှာအာပြေးသွားဝယ်တယ်ပေါ့နော်ပြီးတော့ဈေးကပြန်ထိုးကြအောင်တနင်္လာနေ့မှာဈေးထိုးကြရဆိုပြီးတော့အင်္ဂါဗုဒ္ဓဝူးတွေမှာအာဈေးဟေးတွားရောင်းနေဈေးပြန်တက်သွားအဲ့လိုမျိုးကြုံခဲ့ရဖြစ်တဲ့ခါမှာဒီနေ့အနေထားကိုကျွန်တော်စောင့်ကြည့်ဖို့လိုအပ်တာပေါ့နော်အာပြီးတော့ကျွန်တော်တို့ကမ္ဘာရွှေဈေးရပါတော့ကျွန်မစာရင်းတင်အမြင်ဆုံးဈေးရနေကျွန်တော်တို့ ထိုးကြလာတယ်ပြီးတော့ကျွန်တော်လက်ရှိကကျွန်တော်တို့ရေတိုးပြန်ကန်တက်နေရပါတော့အဲ2020ဒီဘာဒီကိုဗစ်တောင်းရတော့လည်းအဲ့လိုပဲကျွန်တော်တို့ကိုပတ်စတိုက်ပါတော့ဒီဒီဒီမှာလည်းကိုပတ်စတိုက်ကျွန်တော်ဈေးတောက်လျှောက်တက်ခဲ့တာအဲ2020ကိုဗစ်ကာလဂျွန်ဂျွန်လလောက်ကစပြီးရောပါတော့အဲ့မှာကိုပတ်စတိုက်ဈေးတက်တယ်ပြီးတော့ပြန်ကြပြန်ကြပြီးတော့သူကပူပတ်ပြန်လာပြီဗျာပူပတ်ဒီဒီဈေးတန်းနေဒီကျွန်တော်ပူပတ်ပြန်လာအဲ့တော့ဆိုရင်လည်းကျွန်တော်တို့ကဒီဈေးတန်းဒီပူပတ်ပြန်လာလည်းပြီးတော့ပြန်ထိုးကြပါအဲ့ ပြန်ထိုးကြရအကြာကြီးရအရင်ကကြားခဲ့တဲ့အကြာတဲ့ပို့ပို့ပြီးတော့နှစ်ဆလောက်ပို့ရှိတယ်ပေါ့နော်အဲ့မှာထိုးကြသွားတယ်အဲ့လိုမျိုးဒီအတိတ်ကဖြစ်ခဲ့ဘူးလားပြတဲ့ကောင်အခုလည်းအဲ့လိုဖြစ်မလာဘူးလို့ပြောလို့မရဘူးကျွန်တော်တို့နီးပညာပိုင်းကတော်တတ်တယ်ဆိုတော့အတိတ်ကဖြစ်ပျက်ခဲ့တဲ့ဟာတွေကိုကျွန်တော်တို့ကအခြေခံပြီးတော့သုံးသပ်တာဖြစ်တယ်အဲ့အကြောင်းကျွန်တော်ဒီနေ့ကပားရွှေစည်းကဟုတ်ပြီပြန်တက်တယ်ဒီနေ့ကပားရွှေစည်းကျွန်တော်တို့ဘဲပေါ်မပိတ်မချင်းပေါ့နော်ကျွန်တော်တို့ဈေးအတက်ပတ်လုံးလုံးသွားပြီလို့ပြောလို့မရဘူးလည်းလို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးနှုန်းအပေါ်ပေါ့နော်ကျွန်တော်တို့အာတိကျပြောပါလို့ပြောဆိုရင်ကျွန်တော်4200 30ဇေတာအထက်မှာကဘာရွှေစီအချင်းတရက်အတိုင်းတာပေါ့နော်ကျွန်တော် market ခေါ်ရ D1 ကန်တန်နဲ့မပိတ်မချင်းကဘာရွှေစီစီအသက်ပဲတွားပြီလို့ကျွန်တော်တို့လုံးလုံးပြောလို့မရသေးပါဘူးဈေးပြန်ကျနိုင်ဖို့အခွင့်အလမ်းရှိနေတော့မှာပဲခင်ဗျဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဈေးအသက်ကျအောင်ကျွန်တော်ဒီ၄နှစ်30ဇေတာကိုကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါ၄နှစ်30အထက်မှာအချင်းတရက်အတိုင်းတာနဲ့ပိတ်သွားပြီဆိုရင်တော့နောက်ရက်တရက်စားပြီးတော့ဈေးကျနိုင်ဝယ်ဖို့စောင့်ပါ၄နှစ်30အထက်မှာအချင်းတရက်အတိုင်းတာဈေးအပစ်စင်မပိတ်မချင်းတော့ကျွန်တော်တို့ အနည်းဆုံးမလာဘူးဆိုရင်တော့ဗျာကဘာချွေစီအနည်းဆုံး၄00လောက်အထိအနည်းဆုံးဈေးပြန်ကြဖို့အခွင့်အလမ်းရှိနေတော့မှာခင်ဗျအဲအကြောင်းကျွန်တော်တို့ကအာနင်းတစ်ဆက်ထက်မှာဈေးမပိတ်မချင်တော့ကျွန်တော်တို့ရောင်းလို့ရသေးတယ်ရောင်းမယ်ဆိုရင်ဘယ်ဈေးနေမှာရောင်းတင်လဲအနည်းဆုံးအနေနဲ့ကျွန်တော်တို့ဗျာအာလွန်ခဲ့တဲ့၃ပတ်လောက်တွင်မှာအမြင့်ဆုံးဖြစ်ခဲ့တယ်ဗောနော်ဒီဗောနော်၄60နာဝင်ကျင်မှာကျွန်တော်တို့ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်းပြိမဲ့ဆိုရင်တော့အပေါ်ပြ၄၈၀အထက်လောက်ပြပေါ့နော်အမြပိုင်းဈေးတန်းကတော့ ကိုကနည်းနည်းပဲလိုချင်တယ်ဆိုတော့၄တောင်းတေးရပါဗျာအာမင်းများလိုချင်တယ်ဆိုတော့၄တောင်းလောက်ထိတာဂက်ထားပြီးတော့ယူလိုက်ရတယ်ဒီတက်ပို့ပြီးကိုကပါအာ risk နဲ့နဲ့စောင့်နိုင်ဆိုတော့ဗျာဟို3ကို30လေးပါဒီထားပါเนาะဒါကတော့အာတာဂက်ယူလို့ရပါတယ်ဟုတ်ပြီလေးတက်60အထက်တက်သွားလဲဆိုရင်တော့ကျွန်တော်ဒီဈေးတန်းကြဗျာဒီမှာအဲ fair value ကလေးဖြစ်နေပါတော့ fair value ကလေးဖြစ်နေတဲ့ကျွန်တော်တို့၄၈၅နဲ့ဒါကြောင့်ဇုံလေးဖြစ်သွားမှာဗျအဲ၄နှစ် 30ကြပေါ့နော်၄နှစ်30ဈေးနှုန်းကြမှာကျွန်တော်တို့ရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်တို့၄နှစ်20အထက်လောက်ပေးအမြတ်ပိုင်းဈေးနှုန်းကြောင့်ခုနကပြောလို့ပဲနည်းနည်းပဲယူကျင်တယ်ဆိုရင်တော့ကျွန်တော်တို့၄တောင်တရအမြတ်အမြတ်လိုချင်တယ်ဆိုတော့၄တောင်3930အထိယူလို့ရပါတယ်ဟုတ်ပြီဒါအယောင်းတော့ပေါ့နော်ကျွန်တော်တော့အယောင်းပတ်တဲ့အာတန်တယ်အဝယ်ကိုကစဉ်းစားကျင်တယ်ဆိုရင်တော့ဈေးပြန်ကျလာတယ်ကျလာတဲ့အခါမှာဗျအကြအာသိမ့်မကောင်း အကောင်းမဲ့နဲ့ကျွန်တော်ဒီဈေးထဲနောက်ဝင်ကျင်ပါဗျာဥမာ4045ဝင်ကျင်လောက်ဈေးကျလာတယ်ဆိုရင်တော့ကျွန်တော်တို့အဲဈေးထဲဝင်ကျင်မှာအချိန်နဲ့တစ်ချက်ကြည့်ပြီးတော့နော်ဒီကျွန်တော်တို့အချိန်တနားရဲ့အတိုင်းတားနေပိုင်းနဲ့ကြည့်ပါနော်ကျွန်တော်တို့အချိန်တနားရဲ့အတိုင်းတားကျွန်တော်ပြောင်းလိုက်မယ်အချိန်တနားရဲ့အတိုင်းတားရဲ့ပိုင်းကြည့်အဲ4045နာဝင်ကျင်မှာကျွန်တော်တို့အာဒီလိုဈေးအသက်သုံးခက်ကြီးကြီးတုံးလောက်ပြီးသွားပြီဆိုတော့ပြန်ဝယ်ဗျာ ပြန်ဝင်လို့ရတယ်အမြတ်ပိုင်းဈေးတန်းကျွန်တော်အခု4100တရာတွေအခုရောက်နေတဲ့4330 4340အထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့4030အောက်လောက်မှာပေးပါခင်ဗျတော်ဝယ်ရမယ့်ဈေးတန်းပေါ့နော်ဒီလက်ရှိဈေးတွေကကျွန်တော်အဝယ်သိပ်မကြိုက်ဘူးဗျကျွန်တော်အမြင်ရပါတော့ကျွန်တော်အမြင်မှန်ကောင်းလဲမှန်းနဲ့နော်ဒီဈေးတွေကကျွန်တော်အဝယ်သိပ်မကြိုက်ဘူးအနည်းဆက်ဆုံးပြကျွန်တော် ်ဒီဇီနဲ့နောက်ဝင်ကျင်မှာမဖြစ်မနေဝယ်ရမယ်ဆိုရင်တော့မှဒီဝင်ကျင်ပေါ့နော်ကျွန်တော်4090နားလောက်ဝင်ကျင်ရောက်မှကျွန်တော်ဝယ်မယ်ဗျ4090နဲ့4080ကျောင်းဝင်ကျင်တော့ရောက်မှကျွန်တော်ဝယ်မယ်အဲဇီနဲ့ဆောင်းတော့မှကျွန်တော်ပွင့်လင်းပြောမယ်ဆိုရင်ဈေးမြင့်တယ်လို့ခန်းစားနေရတယ်တိတ်အဝယ်ကြိုက်တဲ့ထဲမှာတော့မပေါ့ဒါပေမဲ့မဖြစ်မနေဝယ်ရမယ်ဆိုရင်တော့မှ4080 4090ဝင်ကျင်မှာဝယ်လို့ရတယ်အမြဲပိုင်းဈေးတန်းကျွန်တော်ခုနပြောလို့ပဲ4330 4340ပြေးလို့ရတယ်။အရှုံးပိုင်းဈေးတန်းကတော့4090အောက်လောက်ပြေးပါတော့။အာ အဝယ်ကတော့ကျွန်တော်အဲ့လိုမျိုးလေးလိုက်ဝယ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိအနေထားရပါတော့ဈေးတန်ရင်အမြင်ဈေးမှာတော့အယောင်ပိုကျမိတယ်အဲကဘာချွေစရာတခုရှိရပါတော့ဒီကျွန်တော်ကကဗျာကျွန်တော်တို့ဒီတပတ်တာအတွင်းမှာအာကဘာမှ၈တောင်းပေါ့နော်ဒီအမေရိကန်ဆိုရကဘာမှ၈တောင်းပြီးသွားတော့အကျလာနိုင်တယ်ဆိုပြီးမှန်းနေကြတယ်ပေါ့နော်ကျွန်တော်တခုရှိရတပတ်တာက9ရက်ရှိချင်းဖြစ်ပါတယ်ချက်ချင်းပြကဘာမှ၈တောင်းပြီးသွားတော့တနင်္လာနေ့ချက်ချင်းတက်မယ်လို့တနင်္လာနေ့ချက်ချင်းဆိုကြီးကြသွားမယ်လို့ဘယ်သူမှပြောလို့မရဘူးဒီနေ့အင်္ဂါနေ့လည်းချက်ချင်းကြမယ်လို့ပြောလို့မရဘူး ြောမှာတနင်္လာတော့ကြအင်ကတနင်္လာဆိုရင်တနင်္လာအင်ကပို့တော့ကြတော့လေးရဆက်စားကြီးတက်ပြီဗျတော့ကြနေမှာထိုးကြသွားလဲဖြစ်နိုင်တာတော့ကြနေမှာဗျပစ်နေရပစ်300ရေထိုးကြသွားမျိုးလေဖြစ်နိုင်တာပဲဗောအဲ့အဖြစ်တကကျွန်တော်တို့ကဈေးကွက်နေသားကိုလိုက်ပြီးတော့အမြင်ဈေးမှာတော့အချင်းနေကြည့်ပြီးတော့ဗောနော်နီးပညာပိုင်းရအတီးပူချက်တွေပါဆောင်းပြီးတော့လိုက်ရောင်းအောင်မှာဖြစ်ပါတယ်ခင်ဗျာဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်အောင်ဖြစ်ပါတယ်နီးပညာပိုင်းရတော့ကမ္ဘာရွှေစီကြောက်ဖို့အခွင့်အလမ်းတော့ရှိနေတော့မှာခင်ဗျာ တတိထမှာတပတ်တာဆိုတာ9ရက်ကိုပြောခြင်းဖြစ်တယ်เนาะချက်ချင်းညဒီနေ့တင်းဥမာတင်းနေပါထွက်ပြီဆိုတော့တင်းညဒီနေ့တင်းထွက်ဒီနေ့ချက်ချင်းတက်မယ်ဒီနေ့ချက်ချင်းကြမယ်ထင်ကြတယ်အဲ့လိုပဲနီးပညာပိုင်းဆိုတော့ဒီကြမယ်လို့ပြောလိုက်ဒီနေ့ချက်ချင်းကြမယ်ထင်ကြတယ်ကျွန်တော်တို့တပတ်တာ9ရက်ချီရပြတကမှာဒီနေ့မကြပြီမယ်မနေ့ပြန်မှာကြပါပြောလေဖြစ်နိုင်တာပြီးတော့ဘူဒဘူးနေ့ဒီကတပတ်တာရဲ့အလျက်ပြတကပြတကမှာဈေးအသက်ကျလာရပုံစံဘူဒဘူးနေ့မှာအမှန်ပိုလေးရှိတယ်เนาะမနေ့ပြန်ဘူဒဘူးနေ့မှာဘယ်လိုလေးဖြစ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြဖြစ်ပါတယ်အတအားကောင်းကောင်းလာမလား အကြပြန်သွားမလားဘောနော်ကျွန်တော်မနေ့ပြန်ပရိုဂရမ်တွေမှာစောင့်ကြည့်ရမှာဖြစ်တယ်။တရင်ဘက်ကိုကြည့်မယ်ဆိုရင်တော့ဒီတပတ်ထက်တော့ကျွန်တော်ပြန်နေညတော့ပဲတရင်ရှိရပြ။တော့တအားဖြစ်တဲ့ခါမှာကျွန်တော်တရင်တွေကိုတိတ်အာရုံစိုက်စရာမလိုဘူး။တခုရှိရ breaking new တော့အာရုံစိုက်ပါဘောနော် breaking new trend ဘာကြီးလုံးမလဲ။ government shutdown ကိစ္စဘာကြီး update ရှိတယ်လဲ။အဲ့အရာတွေတော့တစ်ချက် view စိုက်ပါ။ပြီးရင်ကျွန်တော်ဒေါ်လာ in depth နော်ဒေါ်လာ in depth ကြီးရလက်ရှိကြာတော့ကြာနေ69အောင်မြောက်သေး။ ဒေါ်လာ399ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဝယ်ဖို့စဉ်းစားတော့မယ်ဗျပြန်လည်ဝယ်ဖို့စပြီဒေါ်လာ399တိရတာ99အောင်မှာပိတ်သွားရင်တော့သတင်းပိုင်းရကျွန်တော်ဝယ်ဖို့စောင့်တော့မဟုတ်ရင်တော့ကျွန်တော်ခုနကဘယ်လိုပဲနီးပညာပိုင်းရအောင်သတင်းပိုင်းအောင်ကျွန်တော်အယောင်ပဲအားတာနေမယ်နီးပညာပိုင်းရကဘာချွေစီ0.30အထက်မှာတိရတာဈေးပိတ်သွားရင်သတင်းသတင်းပိုင်းရဒေါ်လာ399အောင်မှာတိရတာဈေးပိတ်သွားရင်တော့ ကျွန်တော်ကဘာရှူရောင်းဖို့ပေါ့နော်အဲဈေးတက်တိုင်းအမြင့်ဈေးမှာရောင်းဖို့အတွေ့အကြုံတော့ကျွန်တော်ဆွံ့လွတ်လိုက်တော့အဝယ်ဘက်ကိုကျွန်တော်ပြန်ပြီးစဉ်းစားမယ်ပေါ့နော်လက်ရှိကတော့တော်တော်လေးနဲ့69အောင်မပိတ်သေးလို့ကဘာရှူဈေးရယ်၄နှစ်30ထက်မှာတော့တည့်ရတာဈေးမပိတ်သေးတာပြတ်တက်ကမှာကျွန်တော်ဈေးတက်တိုင်းအမြင့်ဈေးမှာရောင်းလို့ရတယ်တကူရှိကလက်ရှိဈေးတွေမှာရောင်းခိုင်းတာမဟုတ်နော်အမြင့်ဈေးကိုစောင့်ပြီးရောင်းခိုင်းတာလက်ရှိဈေးမှာရောင်းလို့မရအောင်လည်းရတယ် risk တော့များများယူရအောင် အနေရတော့များပေါ့နော်ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့ညကဘာရွှေအကြံပြင်းသုံးချက်ဖြစ်ပါတယ်နောက်ရက်တင်မှာ line ကောင်းရင်ကောင်းတလို့တော့ကျွန်တော်ဗီဒီယိုလေးသိပေးနိုင်အောင်တော့စူးစမ်းကြည့်မယ်ဒါပေမဲ့လက်ရှိချိန်ဒီ line ကတော့မကောင်းသေးဘူးတော်တော်လေး slow wow ဖြစ်နေတာဖြစ်တဲ့အခါမှာဒါလေးကကျွန်တော်ညဘက်ဒီလိုအခြေအနေမှာအာ line ကောင်းတယ်ဆိုရင်ပြဒီလိုမျိုးအကြံပြင်းသုံးချက်လေးလေးကျွန်တော်သုံးသပ်ပြပါခင်ဗျအားလုံးတက်ဒါပချုံမှာကောင်းတော့ညချမ်းလေးဖြစ်ပါစေ